အားလုံးမင်္ဂလာပါဒီလမ်းလေးကဒီလမ်းလေးကအကွက်ရွှေ့ဆိုင်လေးကကျွန်တော်နှစ်ဦးအတိုင်းလိုက်လာတဲ့လမ်းလေးဒီလမ်းလေးကတော်တော်လေးနှစ်လဲနှစ်ကုန်မှနေဆိုတော့ကျွန်တော်ရဲ့မိတ်ဆွေတွေလည်းတောင်းများများဒီလမ်းလေးကိုအဲ့ဒီကွက်လေးတွေကိုပေးပြီးဖြစ်တဲ့အတွက် ျွန်တော်ဒီ line လေးဟိုဒီ line လေးကလည်းပြိမဲ့လို့ပြိမဲ့လို့ကြာတဲ့အားလည်းတော်တော်လေးကောင်းတယ်အကွက်ရွှေဆိုင်လည်းတော်တော်လာလာတဲ့ line လေးပေါ့ဒီ line လေးကတော်တော်များများအကွက်လေး ထွက်နေရပေါ့ထွက်လဲထွက်ပြင်းနေတယ်အစတိုင်းလိုက်လဲလိုက်လာကျွန်တော်အကြောင်းလို့6သုံးလုံးအခွေကိုအများအားကျွန်တော်ပြတ်ပြမယ်ကြီးတက်တဲ့လူကတော့ဒီလမ်းလေးကြီးကအကွက်ကလေးကျွန်တော်လည်းဟိုက ပညာရှင်တော့မဟုတ်ပေမဲ့ဟိုဟိုသူ့ကိုဥမလေ့လာနေတဲ့လေ့လာနေစေပေါ့ဟုတ်ကဲ့ဆက်လိုက်အောင်ပါလားအလုံးမင်္ဂလာပါဒီလိုက်လေရှူချူမလိုက်လေမလို့တက်ဒီတော့ဒီလိုမျိုးရိုက်ပြီးပဲအဆင်ပြေအောင်တင်ပြလိုက်ပါဒီ၆လုံးလို့ ခွေးသွားတယ်၆သုံးလုံးလို့ခွေးသွားတဲ့လမ်းရသုံးခက်ရှိတယ်ဒီမှာဒီမှာလည်း၆သုံးလုံးလို့ခွေးသွားတယ်အဲဒီမှာ၆သုံးလုံးလို့ခွေးသွားတယ်အဲသုံးခက်ကတော်တော်လေးကိုဟိုဟိုကလှုပ်လှုပ်နေရပေါ့ဒီ၆သုံးလုံးလို့ခွေးသွားတာ ਨੇ သူ့ရဲ့တပင်၆သုံးလုံးခွေးရဲ့တပင်နှစ်ပင်သုံးပင် သုံးမိမြောက်မှာကိုခါလို့သုံးွက်ကြမှာကိုခါကိုခါနဲ့မန်ကိုခါနဲ့တော့ကွာကိုခါနဲ့နောက်ကွာဒီမှာလေကုတ်တော့ကိုခါလို့ကိုခါလို့ကြတဲ့သုံးွက်က ဒီ၃ခွက်ရှိတယ်ဒီကိုခါလူကြတဲ့ကဏ္ဍကိုခါကိုခါလူကြသွားရအဲကိုခါလူကြသွားတဲ့ဒီကဏ္ဍ၃ခွက်ကဒီဘက်နှစ်ကိုလိုက်ရွှေ့သွားတယ်ဒီကိုခါလူကြတဲ့ခွန်ကိုငါဆိုတဲ့ကဏ္ဍလဲဒီဘက်ကိုအကုခွန်လိုလိုက်ရှိတယ် ဒီကုခလို့ကြတဲ့ရှိကုခန်းဆိုတော့ကနန်းလေဒီမှာခွန်ရှိကုလို့လိုက်ရွှေသွားဒုတိယကလေးကြည့်ကြအောင်ဒုတိယကမှာဒီမှာ6-3လုံးခွေးသွားပြီ6-3လုံးခွေးရသူ့ရဲ့တပင်ကျော်ကအကုခဆိုတော့ကနန်းဒီအန်တော့ကဒီနှစ်ခွန်းကိုဆိုတော့ကနန်းတော့က 63လုံး63လုံးအခွေရပြီးမှကြသွားတယ်ခုခါလို့ဟိုဘာလဲကနန်တကွက်က19ကစတဲ့ကိုလို့ကြတာအခုခါလို့ဖြစ်တဲ့ဒီကနန်အန်တကွက်ကဒီဘက်နဲ့ကိုရွှေ့တော့မယ်ဒီဘက်နဲ့ကို 东固地路去多呀，东固地路去吧。这边那天嘛，那桥东路，哦，太阳嘞路嘛，桥东路，桥东路可以多的来呢呀，都要这边去玩个呢，过卡个呢，嗯，过卡个呢，得得过，得得过别脱的呀，哎哎，过卡个呢。 တဘက်ကသူကို3399လို့ထွက်သွား။ကျန်တော့ကိုခါနဲ့ကမထွက်သေးဘူး။အဲကိုခါအဲ line ကကိုခါ3ဝက်လို့ထွက်သွားတယ်။ကိုခါ3ဝက်လို့ထွက်သွားတယ်။အဲ69ခွန်ကခွန်69အဲ့ဒါအကိုခါ line နဲ့ဒီ line ကနောက်ထပ်နောက်ထပ်နောက်အဲနောက်ထပ်ဒီ line က36ခွန်ဆိုတဲ့ကဏ္ဍတစ်ခုကလည်း ဒီဘက်နှစ်တည်းမှာခွန်တော်ညာ6လို့ထွက်လာအထိုင်မနေဟိုဖြစ်တော့မနေလှုပ်ပြီးကြည့်နေရတယ်အဲတော်ညာ6ခွန်တို့ထွက်သွားအဲ့လိုင်းထဲကနောက်တော့ကခွန်ကုန်းအော်ခွန်93ဆိုတဲ့ကနန်းတကွက်ကလည်း93ခွန်တို့ထွက်တယ်အဲ့လိုင်းထဲ5ခွန်ထွက်သွားပေါ့အဲဒုတိယပထမအဲ့ အဲ့ဒီ6သလုံးခွေသွားတယ်6သလုံးခွေသွားတဲ့ line ကကနန်းကိုခါနဲ့၃ခွက်ကဒီဘက်နဲ့ကိုလိုက်ရွှေ့တယ်ကိုခါနဲ့၃ခွက်ရွှေ့ပြီးသွားရင်ဒီရထားနေတဲ့ကနန်း၅ခွက်ရွှေ့ရတာပေါ့လေးပါတဲ့ကနန်း၃ခွက်၃၅ရယ်၄ရယ်၃အမှ၃၅၄ရဒီဘက်နဲ့ထဲမှာအဲ၄၄ပုံကြည့်လိုက်မယ်၄၄ကဒီဘက်နဲ့ထဲမှာရွှေ့ဆို လေကိုလေ၃၅လေးဆိုတော့ကနန်းတော့က၃၅လေးလို့ရွှေ့ပါအဲ၃၅လေးလို့ရွှေ့ပါအဲဒီဘက်နဲ့ဒီဘက်နဲ့ထဲမှာ၄ပါးလေးကနန်း၄ပါးလေးကနန်းတော့ကဒီမှာ၃တုံညာ၉တုံညာ၃ဆိုတဲ့ကနန်း၉ခါနဲ့တော့ကဒီဘက်ကို၃တုံညာ၉ဆိုရွှေ့သွားပြီ၄ပါးလေးကနန်းတော့က တော့အရင်ကလည်းပြဖို့ပါရဲ့အဲလေးပါတဲ့ခဏတော့ကဒီဖနစ်မှာရွှေ့ပြီဆိုအဲလေး6လို့ရွှေ့သွားတယ်လေးပါရဲ့ခဏတော့ရွှေ့သွားတယ်အကွက်က9ခွက်9ခွက်ရွှေ့တာဆိုတော့ဒီဘက်လိုင်းကဒီမဲ့အဲ6 6ဆိုတဲ့ခဏကလည်းခွန်ပါတဲ့ခဏတော့ရွှေ့6 6ခွန်ကလည်းဒီမဲ့6 8ခွန်လို့ရွှေ့သွားတယ်ကိုခါနဲ့ကိုပါတဲ့ခဏ ကိုခါနဲ့မဟုတ်ခွန်းနဲ့ဒီကောခွန်ရှစ်ကိုဆိုပြီးအဲကိုရှစ်ခွန်းဆိုပြီးရွှေ့သွားတရနေ့ဝင်တော့မုကနန်တင်လိုက်ပြီမုကနန်နဲ့မှဒီကနန်တော့ဘာလဲကျွန်တော်ကအဲကိုခါမဟုတ်တဲ့အတွက်ချမ်းပိတ်ခဲ့တယ်ကိုခါနဲ့ကနန်ဒီထက်မှကြည့်မယ်ကိုခါနဲ့က၅၄ကိုရှိမယ် တကူ6ရှိတယ်အဲငါငါကိုခွန်ဆိုလက္ခဏာ3ခုရှိရပေါ့အဲဓမ္မကလေးကိုကြည့်ကြအောင်ပေါ့ဓမ္မကလေးမှာ6သလုံးခွေသွားတယ်6သလုံးခွေရဲ့ဘေးကဘေးမှာထွက်သွားတဲ့ကဏခဏတော့ခုဘေးမှာထွက်သွားရင်လေးပါတဲ့ကဏဒီပနစ်ထဲကလေးပါတဲ့ကဏ အဲလေးပါတဲ့ကနားဒီဘက်နှုတ်ကိုရွှေ့သွားတယ်။အော်အဲအဲ့ဒါဒေတီဒီကုခါနဲ့ကနားလက်ကြံကနားဆက်ပြောမှာကုခါနဲ့အဲကုခါသုံးခုသုံးခုထွက်သွားတယ်။ကုခါရဲ့ဘေးရကနန်းဒီ93ခွ93ကျွတ်နဲ့ကနားလည်းဒီဘက်နှစ်ထမထွက်ပြီးဆုံး93ခွန်းလို့ထွက်သွားတယ်။အင်း လိုမျိုးခွေသွားတယ်ခွေသွားပြီးတော့ကိုခန်းနဲ့ကိုခန်းနဲ့ကနန်းတစ်ခွက်နှစ်ခွက်သုံးခွက်ကိုခန်းနဲ့ကနန်းရဲ့ဘီယာကနန်းအဲငါးသုံးတစ်ခွက်နဲ့ကနန်းကလည်းအဲဒီမှာလင်းငါးသုံးလို့ထွက်သွားတယ်တတရကလေးကြောင့်တတရကလေးရဲ့ဒီမှာ6သုံးလုံးအုံအုံခွေသွားတယ်6သုံးလုံးခွေသွားတယ်ကကိုခါရဲ့ဘီယာကနန်းအဲကိုခါရဲ့ဘီယာကနန်းတော့ငါးသုံးတစ်ခွက်နဲ့ကနန်းကလည်း

မတင်လည်းပြစ်လိုက်တာဒီလိုင်းလေးကကျွန်တော်အစောကြီးအတိုင်းနှစ်ဦးအတိုင်းလိုက်လာဒီခဏလေးမှဘဏ္ဍနေတော်များများအာကြနေပေါ့အဲ့တော့ပထမကတ်လေးကိုချစ်ကြအောင်ပါဒီ6သုံးလုံးခွေးသွားတယ်6သုံးလုံးခွေးသွားတဲ့ထက်မှာအဲကုခါနဲ့ကနဒီဒီဖက်နဲ့ထက်မှာ3 3ခွက်ထွက်သွားတယ်3ည6ခွန်ထွက်တယ် ငါခွန်းတော့ထွက်တယ်အဲဟိုလေငါကွက်ထွက်သွားတယ်အဲကိုခါရဲ့ပြရကနာငါတော့ခွန်းဆိုတဲ့ကနာကလည်းဒီဘက်နဲ့ထွက်မှာငါတော့ခွန်းလို့ထွက်တယ်အဲကနာရဲ့အရှိပြောမှဆိုအဲကနာရဲ့အောက်ကကနာကလည်းဒီဘက်နဲ့ထဲမှာအာအာဒီဘက်နဲ့ထဲမှာ light ထွက်တယ်တလေး6ဆိုတဲ့ကနာအာကိုခါရဲ့ဘာလဲကိုခါရဲ့အောက်ကငါတော့ခွန်းရဲ့အောက်ကကနာလည်းဒုတိယကလည်းကြည့်ကြအောင်ပါအဲဒုတိယကခရီးက ဒီအကွက်ရှိဆိုင်တော့ကောင်းပါတယ်ဒီဒီဆိုင်လေးကွက်၆သုံးလုံးခွေခွေသွားတယ်ခွေသွားတဲ့ line ထဲမှာမှာဒီဘက်နဲ့ထဲက2မိနစ်ကျော်ကိုခါနဲ့ကနန်းတော့ဝက်ရှိတဲ့မှာကိုခါနဲ့ကနဲ့ပြီးရကနဲ့၄၃၅ရတယ်အဲဒီမဲ့၄၅၃ဆိုထွက်သွားတယ်လို့အဲအောက်ကကနဲ့၃နှစ်ခုံးဆိုတဲ့ကနဲ့လေဒီဘက်နဲ့ကိုကိုဒီဘက်နဲ့ကိုပြန်ရွှေ့ပြီဆိုရင်၃နှစ်ခုံးလို့ရွှေ့သွားတတက်ကလေးကြည့်ကြအောင်တတက်ကလေးက ၆သုံးလုံး၆သုံးလုံးခွေးသွားတယ်ခွေးခွေးသွားတဲ့ line ကကိုခါရဲ့ပထမကိုခါရဲ့ဘေးရကဏ္ဍ1 3 5အဲဒီမှာအဲ3 5နဲ့ဆိုပြီးဒီမှာထွက်သွားတယ်အဲတတိယကတ်မှာတော့သူကနည်းနည်းလှည့်သွားတယ်ကိုခါရဲ့အောက်ကကဏ္ဍမထွက်ပဲနဲ့ကိုခါရဲ့အပေါ်ကဏ္ဍအဲ2 5 8ဆိုတဲ့ကဏ္ဍအဲ8 5ဆိုပြီးဒီမှာအပြေးသွားတယ်ပထမကတ်လေးကိုပြန်တော့ကြောက်လာကျွန်တော်ပြချင်တဲ့ကဏ္ဍ ဒီ6သုံးလုံးခွေသွားတယ်ကိုခါနဲ့ကနန်း3ွက်ကိုခါနဲ့ကနန်း3ွက်3ွက်ထွက်ပြီးသွားတယ်ပေါ့အဲ့ကိုခါအာပါတဲ့ကနန်းတစ်ွက်ကအကိုခါလို့ပါတဲ့ကနန်းဒီဒီကနန်းတစ်ွက်ကအကိုခါ3ွက်ထဲမှာထွက်သွားတဲ့ကနန်းအခွင်ပြောင်းမြန်မြန်ထွက်မှာခွင်ကို9ဆိုရင်အဲဒီမှာငါးကိုခွန်လို့ဒီမှာငါးကိုခွန်လို့ဒီမှာမြန်ထွက်သွားတယ်။အဲကုခါနောက် ကိုခါဘာကဏ္ဍကသုံးွက်ထွက်သွားပြီလေးပါတဲ့ကဏ္ဍလေးပါတဲ့ကဏ္ဍဒီကဏ္ဍကကြတော့လေးပါတဲ့ကဏ္ဍကကြောလဲသူကပြောင်းပြန်ထွက်မှာ3ကို4ဆိုတဲ့ကဏ္ဍအဲလေးကို3ဆိုတဲ့ကဏ္ဍ3ကို4ဆိုပြီးဒီမှာဒီနားမရိုက်သွားတယ်အဲလေးကို3လို့ရိုက်သွားအဲကဏ္ဍဘယ်ကဏ္ဍနှုံးဆိုတော့ဒီဘွားလဲကိုကိုတအပူအခွားပြမယ်အောက်သူ့ရဲ့ဘေးကလည်းအပူ ဥပုကွာဖြစ်ရမယ်အဲ့အဲ့ရဲ့ဘေးကကဏ္ဍလေကို3ဆိုတဲ့ကဏ္ဍ3ကို4ဆိုပြီးထွက်သွားတယ်ဒုတိယကလေးကြည့်ကြအောင်ပါဒုတိယကလေးက6လုံးခွေရဲ့အချို့ခွေခွေအချောင်းလုံးခွေသွားရင်သူ့ရဲ့နှစ်ပင်ကျော်မှာကိုခါနဲ့ကနာ၃ခွက်ရှိရကိုခါနဲ့တခွက်နှစ်ခွက်၃ခွက်အဲ၃ခွက်ကြာသွားတယ်၃ခွက်ကြာသွားပြီ၄ပါလဲကနာ၄ပါလဲကနာတခွက်ကအဲဒီ၄ပါလဲကနာတခွက်ကလည်း အစနာလိုပဲသူ့အပေါ်လည်းအပူခွဖြစ်ရမယ်ဘေးကလည်းအပူခွဖြစ်ရမယ်လေးပါတဲ့ကဏ္ဍ3 5 4ဆိုတဲ့ကဏ္ဍအဲ5 3ဆိုပြီးသူကပြောင်းပြန်ပြန်ထွက်ပြေးသွားတယ်တတိယကဏ္ဍရှိကြမှာတတိယကဏ္ဍ6 3လုံးခွေးသွားတယ်6 3လုံးခွေးရဲ့သူ့ရဲ့6 3လုံးခွေးရဲ့ဒီဘက်ကနေပေါ်ယူမယ်ဆိုတော့နှစ်ပင်ကျော်ပေါ့ဒီကနေပေါ်ယူမယ်ဆိုတော့တစ်ပင်ကျော် တပင်ကျွားကဏ္ဍ၆လုံးလုံးခွေရပြီးရကဏ္ဍ၄ပါတဲ့ကဏ္ဍအဲ၄ပါတဲ့ကဏ္ဍသူကပြောင်းပြန်ထွက်သွားတယ်၄၆၄နှစ်ဆိုတော့ဒီမှာ၄၄၆ဆိုပြီးထွက်သွားတယ်ကျွန်တော်တို့ကဖမ်းလိုက်တာဒီ၆သုံးလုံးခွေရပြီးမှာဆိုပြီးရရဆက်ဆက်ကိုင်းမယ်ဆိုပြီးဒီနားလေးမှာဖမ်းလိုက်တာသူကအဲဒီနားမှာထွက်သွားတယ်ပေါ့၄၄၆ဆိုတဲ့ကဏ္ဍတော့ကအဲ၄၄၆ဟာဘာလဲ၄ပါတဲ့ကဏ္ဍ ဘယ်ဘယ်သူ့ဘွားလဲအရှိတ်ကတ်တရားလို့လဲကိုတစ်ကိုအပူခွားပြရမယ်ဘေးရလဲအပူခွားပြရမယ်အဲ့ရဘေးရကဏ္ဍ246ဆိုတဲ့ကဏ္ဍဒီမှာ246လို့ထွက်သွားတယ်ပထမကတ်လေးမှလည်းကြည့်ကြည့်လိုက်ပါအာလေးကိုအဲတုံးဆိုတဲ့လေးကိုလေးပါတဲ့ကဏ္ဍတော်ကကို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 တစ်အပွားနှစ်ခွန်နှစ်အဲဒုတိယကတ်ကကြတော့ လေးလေးကိုအဲလေးလေးကိုအပေါ်မှာလည်းအပုကခွန်ခွန်6ခွန်ရပေးရကနေ၄53ဆိုတော့ကနေဒီဘက်မှာအဲ53ဆိုပြီးထွက်သွားတယ်အဲတတိယကလေးရတော့ဒီမှာအဆုံးတော့6လေးနှစ်ဆိုတာကနေနေလေး6ဆိုထွက်သွားတယ်အဲအဲ့လိုပြီးသွားတယ်ပေါ့အခုအခု6တလုံးခွေ6တလုံးခွေခွေသွားတယ်သူ့ရဲ့အောက်ကနေပေါ့ရေလိုက်ချိန်2ချိန်3ချိန် လေးချင်းမြောက်ကကနတ်လေးချင်းမြောက်ကကနတ်လေးချင်းမြောက်ကကနတ်သူ့ရဲ့နှစ်ပင်ကျော်ကကနတ်နှစ်ပင်ကျော်ရဲ့နှစ်ပင်ကျော်ရဲ့ကုခါနဲ့ကနတ်ပဲဖြစ်ရမှာသူ့ရဲ့ငါကုခွန်ဆိုတဲ့ကနတ်ဒီမှာကုပါတဲ့ကနတ်တခေါက तू ကကုပါတဲ့ကနတ်အန်တခေါက तू ကအစနဒီလေးကုနှစ်ဆို လေးပါတဲ့ကဏ္ဍပြောင်းပြန်ထွက်တယ်လို့ကိုးပါတဲ့ကဏ္ဍတော့ကကလည်းသူကငါကိုခွန်းထုတ်ပြီးသူကပြောင်းပြန်အဲဒီဘက်ကိုရိုက်ပြီးသွားတယ်ဒုတိယအဲလေးကိုကြည့်ကြပါဦး၆သုံးလုံးခွေးသွားတယ်၆သုံးလုံးခွေးသွားတဲ့ဘေးကကဏ္ဍအဲ၆သုံးလုံးခွေးသွားတဲ့ဘေးကကဏ္ဍလေးပါတဲ့ကဏ္ဍလည်းလေးပါတဲ့ကနေလည်းသူကပြောင်းပြန်ရိုက်ပြီးသွားတယ်အဲလင်းအဲ တုံလင်းအတုံငါအားလေးဆိုတဲ့ကဏ္ဍလင်းငါတုံဆိုပြီးသူကကြောင်မြန်ရိုက်ပြီးသွားသလိုအဲကုခါနဲ့ကဏ္ဍတစ်ခွက်ကလည်းနော်ကုခါနဲ့ကဏ္ဍတစ်ခွက်ကလည်းသူ6တုံလုံးခွေရဲ့ဘေးရနော်တနှစ်သုံးလေးရှင်မြောက်ကကဏ္ဍကလည်းသူရဲ့6တုံလုံးခွေရဲ့ ထသောလုံးကိုရဲ့တပင်ကြွားကဏ္ဍကုခါနဲ့ကဏ္ဍဖြစ်ရမယ်။အဲ့ကဏ္ဍလည်းကုခါနဲ့ကဏ္ဍတဝက်ကအဲအဲလေးပါတဲ့ကဏ္ဍကလည်းပြောင်းပြန်ထွက်တယ်လို့ကုကုကုခါနဲ့ကဏ္ဍလည်းဒီနှစ်ထဲမှာသူကပြောင်းပြန်ထွက်ပြေးတာလေ။ကုခါနဲ့ကဏ္ဍတဝက်ကပုံနေတကူရှိဆိုတဲ့ကဏ္ဍရှိကူတဲ့ဆိုပြီးထွက်ပြေးသွားတယ်။ဒီကုခါနဲ့ကဏ္ဍကတော့အဲဒီမှာခုနှစ်ကိုဆိုပြီးထွက်ပြေးသွားတယ်။ သူကတခွက်ကတော့ပုံဘာလဲကိုခါနဲ့ကကနန်းတခွက်ကတော့ပြောင်းပြန်လိုက်ပြီးသွားတာသူက6သုံးလုံးခွေးသွားတယ်6လုံးခွေးရဲ့ကျွန်တော်ကဒီဘက်ဘေးစမှာစောင့်နေနေလေး6ကတော့ဆော့ထွက်သွားပေါ့ဒီဒီအပင်ကြမှမထွက်ဘဲဆော့ထွက်သွားဒီ6သုံးလုံးခွေးရဲ့အဲသူ့ရဲ့တပင်ကြောကကနန်းကိုခါနဲ့ကနန်းအဲသုံးခွက်ကသူကကိုခါနဲ့ကနန်းကိုခါနဲ့ကနန်းကျွန်တော်တို့က ဒီကနေ့လေကိုခါနဲ့သူကပြောင်းပြန်မထွက်ပြီးသွားသေးဘူးပေါ့339 3 9 3ဆိုတော့ဟော339ဆိုပြီးပဲထွက်သွားသေးတယ်သူ့ရဲ့သူ့ရဲ့ပြည်ကဏ္ဍတစ်ခွက်ကလည်း3 9တွဲနဲ့ကဏ္ဍကလည်း3 9တွဲနဲ့ကဏ္ဍကျသွားရရှစ်မူတွေတိုင်းဒီလေ6လေးနှစ်ကလည်းဒီမှာပြောင်းပြန်ရတော့ဒီ၄ပါတဲ့ခဏတော့ပြောင်းပြန်သူ့ရှစ်ကတ်တွေတန်းရတော့ အတူတူပြေးထားတယ်။6လေးနှစ်ဆိုတဲ့ခဏက2 4 6လို့ပြေးထားတယ်။ကိုခါကိုခါနဲ့ခဏ3ခွက်ကျန်တယ်ပေါ့။ကိုခါနဲ့တန်းကဒီကကိုပါတဲ့ခဏလည်းသူကထွက်ပြေးသွားတယ်ထွက်ပြေးသွားရဆိုအဲထွက်ပြေးသွားပြီ။ကိုခါရဲ့ကိုပါတဲ့ခဏလည်းဒီမှာခွင့်ရှိဖို့ဆိုပြီးထွက်ပြေးသွားတယ်။အဲဒီမှာအန်6 4အေ3 5 2 3 3ညာကိုဒီဒီအကွက်တွေထွက်ပြေးသွားတယ်။ ကိုခန်းတဲ့ကဏ္ဍတော်ကကသူကဒီချိန်မှာဒီချိန်မှာရှစ်မူရီရအာလို့၄ချိန်မြောက်တင်းနှစ်ဟာ sorry အပေါ်ရောက်တော့တင်းနှစ်၃၄ချိန်မြောက်၄ချိန်မြောက်ကဏ္ဍဒီဒီနာလာမဲ့ကဏ္ဍဒီမှာကြမဲ့ site ကရှစ်မူရီလို့ဟိုပေးခဲ့မယ်ဆိုရင်ကိုခန်းတဲ့ကဏ္ဍတက်ွက်က ူ့ရဲ့နှစ်ပင်ကျော်ကဒီထက်မှခိုးခါနဲ့ဆိုရင်အဲဒီမှာလေးကိုငါလေးကိုငါရှိတယ်လေးကိုငါရှိတယ်ဒီမှာခိုးခါနဲ့ကနသူကတော့ကြောင်းမြန်နေထိုးရမှာမို့ဒဲထိုးရမှာ6 9 10ရှိမယ်ကိုခါနဲ့ကနေ69တက်ရှိမယ်နောက်တစ်ခွက်ကဒီမယ် ခွန်ကုန်းငါရှိတယ်အဲဒီ၃ဝက်ရှိတယ်ပေါ့ဒီ၃ဝက်ထဲကကျွန်တော်အကြိုက်ဆုံးအကွက်အကြိုက်ဆုံးကွက်ရွေးပြရမယ်ဆိုရင်အဲချက်တလုံးခွေးသွားတယ်ခွေးသွားတဲ့ကဏ္ဍရဲ့၁နှစ်၃၄လေးချိန်မြောက်ကကဏ္ဍဒီနာကိုခွန်တရွဲ့နဲ့ကဏ္ဍဒီဘက်နဲ့အက်ဒစ်ထဲကကိုခွန်တရွဲ့နဲ့ကဏ္ဍကိုလန့်ပုတ်ပေးသွားတယ်ကိုခါနဲ့ကဏ္ဍ ဒုတိယကလေးကြည့်အောင်6လုံးလုံးခွေသွားတယ်1 2 3 4ဘင်းမြောက်ကကဏ္ဍအဲ6ခွန်တဲ့နဲ့ကဏ္ဍဒီဘက်6ခွန်တွားရကဏ္ဍဒီမှာလန့်မှုပြီးသွားတယ်တတိယကလေးကြည့်အောင်တတိယကလေးရ6လုံးလုံးခွေသွားတယ်အော် sorry အဲ6လုံးလုံးခွေသွားတယ်ခွေသွားတဲ့ကဏ္ဍ6လုံးလုံးခွေသွားတဲ့ကဏ္ဍဒီရောက်ကနေပေါ့1 2 3 4 4ဘင်းမြောက်ကကဏ္ဍဒီဘက်နဲ့တည်းက6ခွန်တွားနဲ့ အကိုခွင့်တွေနဲ့ကလည်းဆိုတော့ကျွန်တော်တို့ကအဲဒီကောင်လေးတော့ဦးစားပေးပြီးဟိုပါဖြစ်တော့ဒီလိုင်းလေးကတော်တော်လေးအေးအလုံးလုံးတယ်ဒီအလုံးလုံးတဲ့အတွက်ဒီဒီလိုင်းလေးမှာအလုံးဟိုရအလုံးဟိုရာသီရှင်ရဲ့စန္ဒာလေးနဲ့စေတနာထားပြီးအဲတင်ပြလိုက်ပါလေအလုံးကံကောင်းကြပါစေဒီလိုင်းနဲ့လိုင်းနဲ့မှာကိုမြင်လေးနဲ့ကို ြန်ပြန်ပြီးဝေဖန်သုံးသပ်ပြီးဒီဒီကနေ့ဒီလမ်းလေးမှာရှာလို့လည်းရသေးပါတယ်ဒီလမ်းလေးမှာလည်းအဲကောင်းတဲ့ကွက်လေးရှိသေးတယ်ဆိုတော့ဒီနောက် highlight အဲ့ကွက် clear တော့ဆိုတော့ဘာလဲကျွန်တော်ဒဲချမဲ့ဒီလိုပဲဒဲချမဲ့ site လေးရှိရပေါ့အချိန်အချိန်ရင်းနဲ့ကြမဲ့ site လေးရှိရအဲ့ဒါလေးကတော့အာအာနိအာတို့ချိန်ရောက်ခါကျမှပဲကျွန်တော်တင်ပြလိုက်တော့ပါအလုံးကောင်းကြပါစေ